Hello အားလုံးဝင်မင်္ဂလာပါဖူပေါ်မိုင်း sorry United Show ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ breaking news အဖြစ် Manchester United အသင်းရဲ့ဘက်ကတော့ Brian Mbeumo ကိုခေါ်ယူဖို့အတွက် Brentford အသင်းထံတရားဝင်ကန့်လှမ်းမှုတွေပြုလုပ်လိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါဒီ David Rostein ကနေပြီးတော့ report လုတ်လာတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်အားလုံးဝင်မင်္ဂလာပါဆိုတော့တင်းကတော့ကျွန်တော်တို့ Manchester United ရဲ့ဘက်ကတော့ Brentford ထံကိုတောင်းပန်ကစားမဖြစ်သူတိုက်စစ်ကစားမဖြစ်သူ Brian Mbeumo အတွက်ပေါ့နော် ပေါင်45တန်အပြင်အပူစုကြီး10တန်တန်ကြီးရှိတဲ့ပမာဏနဲ့တရဝင်းကန်လှမ်းမှုကျွန်တော်တို့ပြုလုပ်လိုက်ပြီးဖြစ်တယ်ပေါ့နော်တိုးတိုးလေးပဲလက်ရှိကန်လှမ်းမှုကတော့ brand ဖို့ရဲ့ဘက်ကလိုချင်တဲ့ကျွန်တော်ပမာဏထက် imminent ကိုနှွေးဒီနေပါနေသေးတယ်ပေါ့နော်ဒါအပြင်နှစ်သိန်းကြားထဲမှာလည်းဆက်လက်ပြီးတော့ဆွေးနွေးမှုတွေဈေးနှုန်းတန်ကြီးအတွက်ညှိနှိုင်းမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြလာတယ်ဆိုတော့ Fabrizio Romano ကတော့ brand ဖို့ရဲ့ဘက်က ဒီအပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ပေါ့နော်မက်ဒီယက်ကွန်ညာကိုမန်ချက်စတာယူနိုက်တက်ပြီးချီခဲ့တဲ့တန်ကြီးအတိုင်းလိုချင်တယ်အ ਨੇ စုံတော့ပေါင်တန်း90ကဆလို့ပေါ့နော်တန်60နဲ့80နဲ့5တန်းကြာတိရမှသာကစားမဖြစ်သူကိုလက်လွတ်ချင်နေပေါ့ဒါကရိုမန်နိုကကျွန်တော်ပြောထားတာအဓိကတော့ဗျာမင်းတို့ကွန်ညာကိုတောင်တလောက်ပြီးခဲ့ရသေးတာငါတို့အံပွဲမှုလည်းအဲ့လောက်တော့ပြီးရသင့်နေဆိုတဲ့သဘောမျိုးဒါအပြင် ဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော် brand pool ဒီ jcobs bank ကနေပြီးတော့ report လုပ်လာတာက brand pool ရဲ့ဘက်ကတော့အ ਨੇ ဆုံးအာမခံမဖြစ်မနေရကိုရမယ်ဆိုတဲ့ပမာဏအနေနဲ့ပေါင်သန်း90တိသူတို့လိုချင်တယ်အဲ့လားအပြင် အပူစုကြီးတွေဘာတွေနဲ့ပေါ့နော်62တန်းတိတန်ကြီးတက်သွားမယ်အချိန်မျိုးကိုသူတို့လိုချင်တာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ယူနိုက်တက်ရဲ့ဘက်ကတော့ဒီအပြောင်းရွှေ့ကိုအပြီးတက်ဖို့အတွက် เนาะအပြောင်းအရွှေ့ကိုအပြီးတက်ဖို့အတွက်ဒါလုံးဝခေါ်ယူနိုင်လိမ့်မယ်ဆိုပြီးတော့ဒါအပေါင်းလက္ခဏာဆောင်ယုံကြည်ထားတယ်ပေါ့ဗျာဆိုတော့မကြာခင်မှာဒုတိယမြောက်ကံလန်းမှုကိုလည်းထပ်ပြီးတော့ကံလန်းသွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါသိရတယ်ဆိုတော့အသင်းဘက်ကတော့တရားဝင်ကံလန်းမှုပြုလုပ်လိုက်ပြီပေါ့လေအများကြီးကောင်းတဲ့တင်မှာအများကြီးကောင်းတဲ့တင်မှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဟိုပထမဆုံးကစားမဖြစ်သူရဲ့ဘက်ကနေပြီးတော့ဗောနော် အတင်းကိုတရဝင်းကန်လန်လိုက်အော်ဆိုကစားမဖြစ်သူကပြောင်းကျင်နေဆိုပြီးတော့ပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာအတင်းနှစ်တင်းကြားတရဝင်းအလုတ်လို့ဖို့ပဲကျွန်တော်ကြံတော့တာဒီတော့အတင်းဘက်ကလက်ရှိမှာတရဝင်းကန်လန်နေဒီနေရာမှာပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပြောစရာစကားတွေကျွန်တော်ဖြစ်လာပြီဘာလို့လဲဆိုတော့သူတို့ကကုညာကိုကျွန်တော်ဘယ်တော့ဟိုပြီးခဲ့တဲ့ဈေးအတိုင်းသူတို့ကလိုချင်တာဗျာဒီနေရာမှာအတင်းဘက်ကတော့ဘယ်လိုပြောမလဲတကယ်အလုတ်လုံးတက်ပါစီလို့ပဲကျွန်တော်မျှော်လင့်နေတယ် နော်အလုံးလုံးတက်ပါစီလို့ပဲကျွန်တော်မျှော်လင့်တယ်ဘာလို့လဲဆိုတော့ကွန်ညာအတိုင်းလူကျင်နေဆိုတာမျိုးကဘယ်လိုပြောမလဲအဲခဏနော်ကွန်ညာအတိုင်းကျွန်တော်လူကျင်နေဆိုတာမျိုးကကစားမဖြစ်သူတွေရဲ့စာချုပ်အပေါ်လေးကျွန်တော်မူတည်သေးတာကစားမနှစ်ယောက်ကြားထဲမှာအသက်ကတစ်နှစ်ပဲကျွန်တော်ကြွားပါတယ်အသက်ကတစ်နှစ်ပဲကြွားတယ်ဒါပေမဲ့ကွန်ညာက2029ခုနှစ်ထိတည်တန်းရှိတဲ့စာချုပ်ကိုဝူဘန်ဟန်တန်နဲ့ကျွန်တော်ချုပ်ထားတာဒါပေမဲ့လို့ Brian Ambwe မူက လာမယ့်နှစ်နွေရာသီပြောင်းရွှေ့မှာတက်တန်းကုန်ပြီလာမယ့်နှစ်နွေရာသီပြောင်းရွှေ့မှာတက်တန်းကုန်ပြီ quality ဘိုင်းရကျွန်တော်ကြည့်ရင် okay ထားတော့ဒီကစားမနှစ်ယောက်ကြားထဲမှာကွာဟမှုမရှိဘူးเนาะ Brian Ampwe Mu က goal 20သွင်းနေကွန်ညာကဘဏ္ဍကူသွင်းနေထားပါတော့ဒီကစားမနှစ်ယောက်ရဲ့ကြားထဲမှာကွာဟမှုကအဲ့လောက်ထိမရှိဘူးဒါပေမဲ့လို့မင်းတို့ကွန်ညာကိုပြည်တယ်လို့ငါတို့လည်း Ampwe Mu တွေ့တယ်လို့လူချင်းနေဆိုတာသူတို့ဘက်ကကြည့်ရင်တော့မျှတာတယ်ဗောလေသူတို့ကတော့သူတို့ကစားမပဲလူချင်းနေစီတန်တောင်းမှာပဲဒါပေမဲ့ကိုရီ Manchester United ရဲ့ဘက်ကတော့အလုတ်လုတ်တက်မှကျွန်တော်ရမယ် ကျွန်တော်မေဆန်မောင်တို့ကလည်းစာချုပ်တည်တံတစ်နှစ်ပဲကျင်တော့တဲ့ကစားမကိုပေါင်တန်း90ဒီကျွန်တော်ပေးခဲ့ရတယ်။ဘလို့မှအဆင်မပြေဘူး။အသင်းအနေနဲ့လိုတာထက်ပိုပြီးတော့ပေးခဲ့ရတယ်။အခုလည်းပဲပေါ့နော်။လက်ရှိ Brian Ambo မူလည်းဒီတိုင်းပဲ။ဒီတိုင်းပဲကျွန်တော်ကွန်ညာကိုတန်း60နှစ်တန်းပေးခဲ့ရတယ်ဆိုတာ။အော်ကျွန်တော်၃နှစ်အရေးကြပေးချင်ရမယ့်ပမာဏလည်းဖြစ်တယ်။စာချုပ်တည်တံကလည်းနောက်ထပ်၄နှစ်လောက်ကျွန်တော်ကျန်သေးတယ်။ဒါဟာအင်မတန်ကိုခေါ်ရခတ်တဲ့အခြေအနေမျိုး။အံပွဲမူကကျွန်တော်ဒီနေ့ပေါ့နော်။ ဟိုဘယ်စာချုပ်တရံကတစ်နှစ်ပဲကျွန်တော်ကျန်တော့တာတစ်နှစ်ပဲကျွန်တော်ကျန်တော့တာနော်ဆိုတော့ဒါကြောင့်ပေါ့နော်ဟိုဟိုကျွန်တော်တန်း60တိပေးလို့ကျွန်တော်မဖြစ်ဘူးအတင်းဘက်ကတော့တကယ်လုံးလုံးနိုင်ပါစီလို့ကျွန်တော်မျှော်လင့်ရမှာပဲဒါပေမဲ့ကောင်းတာကတော့ကိုရီနေနဲ့ Brian အန်ပွဲမှုအတွက်ပေါ့နော်တရဝင်ကျွန်တော်ကန်လန်းမှုပြုလုပ်ခဲ့ပြီပေါ့ဗျာဗာပဲပြပြပေါင်တန်း55တန်း plus 10တန်းဆိုတာကတကယ်တမ်းတွေးကြည့်ရရင်တန်းနေပြီတိလား Brighton အတွက်ဘာဒီ Brandfort အတွက်ပေါ့သူတို့ကတော့အနည်းဆုံးတော့ဗျာ အာမခံကြီးကပေါင်တန်း90နီးနဲ့သူတို့လိုချင်တာတခုရှိတာကအပူစုကြီးတွေဆိုတာအာမခံကြီးမရှိဘူးကစားမားတွေကတကယ်ဆွမ်းဆောင်ရေးကောင်းနေပြမှကျွန်တော်နေနေဘောနော်ဒီပေးတာဆိုတော့ရမှာဆိုတဲ့ခါကျတော့အာမခံကြီးကအာမခံချက်က45တန်းလောက်ပဲရမှာကျွန်တော်ကတော့ဗျာတကယ်အသင်းဘက်ကကန်လန်းနဲ့45တန်း plus 10တန်းဆိုတာမျိုးကတော်တော်ကိုတင့်တော်တဲ့တဲ့မှာပါတယ်နော် legend စာချုပ်ရကျွန်တော်ကြည့်ရင်ပြီးလို့ရှိရင်အံပွဲမိုးဆိုတာမျိုးကဒီယာဒီချက်မှထကောင်းတာဗျာဒီယာဒီချက်မှကောင်းလာတာ2019ခရီးကနေပြီးတော့သူ brand ဖို့ကိုပြောင်းလာတာ အခုလက်ရှိဒီယာဒီမှာကျမအမှန်ကန်ကောင်းနေတာဆာချစ်တန်ငါလည်းတစ်နှစ်ပဲကျန်တော့တာအတင်းတွက်ပေါ့နော်အများကြီးညှိနှိုင်းဆွေးနွေးသင့်တယ်လို့ကျွန်တော်ထင်တယ်ဈေးတန်ကြီးနည်းနည်းတော့ရမှာတော့မဟုတ်တော့တည်ကြတယ်ဒါပေမဲ့အချီနီဒီအရာဒီကစားမဖြစ်သူကိုကိုညာလို့သွားပေးလို့ကျွန်တော်မဖြစ်ဘူးကိုညာလို့သွားပေးလို့ကျွန်တော်မဖြစ်ဘူးတခုရှိတာကတော့ဒီကစားမရဲ့အပြောင်းအရွေဖြစ်သွားဖို့ကျွန်တော်အရေးကြီးပါတယ်ဟောကျွန်တော်တို့ဒီတမားအတင်းကြီးရဲ့ဘက်ကအမှန်ကန်အစားထိုးနေကြတဲ့အချိန်မှာကိုအတင်းအနေနဲ့ပေါ့နော်ကိုအတင်းအနေနဲ့အမှန်ကန်ဆိုသလို့ အပရိယမလဲတိုက်စစ်မှာလဲအားပြည့်နိုင်ဦးမှကျွန်တော်ရမှာเนาะအားပြည့်နိုင်ဦးမှကျွန်တော်ရမှာဒီတော့ဒီ brand boy ရဲ့ဒီ brand brand boy အံပွဲမွေးရဲ့အပြောင်းအရွှေ့ကအင်မတန်ရေးကြည်ပါတယ်အဲ့ဒါ PP ဆိုတာ ਨੇ တိုက်စစ်ကန်တာတွေကိုကျွန်တော်သာရွှေ့မှာပေါ့လေတိုက်စစ်မှုစစ်စစ်ဘသူကိုခေါ်မလဲဘာညာဒါအတင်းဘက်ကတုံးနိုင်တဲ့ပမာဏတွေဘာတွေပေါ်မှာမူတည်သွားမှာပေါ့အဲ့မဲ့တည်ကြတာတကူကတော့ကျွန်တော်တွေ ਨੇ brand အံပွဲမွေးရဲ့အပြောင်းအရွှေ့မှာမတန်တဆဈေးတွေမဖြစ်ဖို့ကျွန်တော်အရေးကြီးပါတယ်ကစားမကအရေးချင်းရအဆင်ပြေတယ်ဆိုပေမဲ့လည်းလို့စာချုပ်အခြေအနေရကျွန်တော်ကြည့်တဲ့အခါ အလောက်ကြီးဒီကျွန်တော်တို့ဘောနော်ဟုတ်မနေတော့ဘူးဒါအပြင်လာမယ့်ရှိလာမယ့်အပြောင်းအရွှေ့တွေဒီထက်ပိုပြီးတော့ဖြစ်မြောက်ဖို့ဆိုလို့ရှင်လည်းပဲကျန်တဲ့ဘောနော်ကစားမားတွေကိုကျွန်တော်ရောင်းချနိုင်မှုလို့တယ်ဒီရန်ဆန်ချိုတို့မာကတ်စထရက်ဖူတို့ဘယ်သူပဲဖြစ်ဖြစ်ဗျာအတင်းဘက်ကအမှန်ကန်ကျွန်တော်တို့ဒါရောင်းနိုင်မှာကိုကျွန်တော်ရမှာအဲ့တော့အသင်းတွေအရေးကြီးပါတယ်အသင်းတွေအရေးကြီးပါတယ်သူများအသင်းနေထားပါတော့ Manchester City ဆိုလို့ရှိရင်လည်းပဲပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကတန်း200ကျော်ကျွန်တော်တို့တုံးတယ်လက်ရှိ New Year ဒီပြောင်းရွှေ့မှာ တန်60တန်80တန်ရိုင်နာကိုခေါ်တယ်နောက်ထပ်တန်30တန်ချာဂီကိုခေါ်အောင်မယ်နောက်ထပ်တန်60တန်အိနူဒီကိုလည်းခေါ်အောင်မယ်သူများအသင်းနေရပါကလူတဲ့နေရာတွေအကုန်လုံးကိုအားဖြည့်နေတာဒေဘာဝုဆိုလို့ရှင်လည်းပဲတန်130တန် Florian Vers တို့ဟလာနော်ပြောရှင်ရင် Jeremy Frimpong တို့ Arsenal ဆိုလည်းတန်90တန်ကျွန်တော်သား Zubimendi တို့ Chelsea ဆိုလည်း Liam Delap တို့ဟလာ Giovanni Quinta တို့နော်အဲ့ရှိ AC Milan ကိုမှ Mike Magnan တို့အမှန်ကန်အားဖြည့်နေကြတာ ကိုအတင်းကဒီတိုင်းကြံခဲ့လို့ကျွန်တော်မရဘူးဒါကြောင့်ဒီအပြောင်းအရွှေ့တွေကခက်မြန်မြန်ဖြစ်ဖို့လိုတယ်ဆိုတာတခြားမဟုတ်ဘူးကျွန်တော်တို့ကြားထဲမှာတလာခွဲပဲနားကျင်ရပါတယ်ဒီတလာခွဲအတော်အတွင်းမှာအပြောင်းအရွှေ့တွေအကုန်အပြီးလုပ်ပြီးတော့ရည်ရည်ပြောင်းရွှေ့တွေပါတယ်အစောအတင်းရဲ့ယာတိကျိုးခြေစုံပွဲစဉ်တွေပါတယ်မှာအဲဘယ်လိုပြောမလဲအမှန်ကန်ဆိုသလိုပေါ့နော်ဒီဆော့ဆော့ပူပေါင်းနေမှာကျွန်တော်ရမှာကစားမတွေကအဲ့ဒါမှကျွန်တော်အချင်းကြီးကောင်းမှာအဲ့ဒါမှကျွန်တော်အချင်းကြီးကောင်းမှာအဲ့ဒါမှအချင်းကြီးကောင်းမှာဒါကြောင့်မနော်ဘာပဲပြော အတင်းတွက်ကတော့ဗောနော်အတင်းတွက်ကတော့ဒါအင်မတန်ရေးကြီးတဲ့စတင်မှု ဖြစ်တယ်45တန်ပလက်10တန်ဆိုတာကတင့်တင့်နဲ့ပမာဏပါဒါပေမဲ့လို့ brand food ရဲ့ဘက်ကလက်ခံမှာမဟုတ်တာတော့သိကြတယ်ဆိုတော့အတင်းဘက်ကလက်ခံအောင်ကျွန်တော်တို့ဘယ်လိုမျိုးဟောဆွေးနွေးလို့ကျွန်တော်ရလဲတောင်မှာအန်တိုနီဆန်ဒိုးစ်ကိုလိုက်ပေးနေပြေးလိုက်အောင်တော့မလားနော်အဲ့လိုလေးလဲကျွန်တော်လုတ်ချင်လောက်ရမှာပဲနော်ဘာပဲဖြစ်ဖြစ်ပါအတင်းနေနဲ့ဒီအပြောင်းအရွှေ့ဖြစ်သွားဖို့ရေးကြီးပါတယ်ဖြစ်သွားဖို့အရေးကြီးတယ်ဆိုတာတဲ့တင့်တင့်နဲ့ပမာဏမျိုးနဲ့ဖြစ်သွားဖို့ကျွန်တော်အရေးကြီးတယ်နော်ဆိုတော့ အသင်းကငွေတောင်မလောက်တဲ့ຢာတီမျိုးမှာဟိုကစားမားတွေကိုလိုလာတဲ့ပူပြီးတော့ပြီးနေရမယ်ဆိုနောက်အပြောင်းရှုတွေလည်းကျွန်တော်တအားတိုင်ပတ်သွားမှာဆိုတော့အန်ပွဲမှုရဲ့အပြောင်းရွှေ့ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ခွန်မဲ့ကစားမားတွေလည်းကျွန်တော်ကဒီ project နဲ့မျှလို့ရပြီပါငါတို့စီဆိုလို့ရှိရင်ဘရူနိုကလည်းဆက်နေတယ်အန်ပွဲမှုလည်းပြောင်းလာပြီကွန်ညာလည်းပြောင်းလာပြီနော်ငါတို့ကအရာအလုံးကိုပြောင်းလဲဖို့လုပ်နေတာဘာညာဆိုပြီးတော့ကျွန်တော်မျှပလိုက်လို့ရတယ်ဟုတ်တယ်မလားဆိုတော့ဒါကြောင့်အန်ပွဲမှုရဲ့အပြောင်းရွှေ့ဒီအများကြီးရည်ကြည်ပါတယ် မန်ချက်စတာယူနိုက်တက်က45တန်ပလတ်အပိုစုကြီးပေါင်30တန်နဲ့ကန်လထားတယ်ညီကလေးနေရောအတင်းဘက်ကအလွန်ဆုံးပဲပမာဏအထိသုံးသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်အပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ယုံကြည်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများပါတယ်